မင်္ဂလာပါဘီရင်ပြည်သားများခင်ဗျာဒီနေ့ဆွေးနွေးကြတော့ကျွန်တော်ဖိကော်တာသူကတော့လူ့ဘောင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌဦးအောင်မိုးစောဖြစ်ပါတယ်ကြာဆွေးနွေးမဲ့အကြောင်းအရာတော့ဒီလာမယ့်ဒီဇင်ဘာမှာယူကော့ပွဲလုပ်မယ်ဆိုပြီးတော့စစ်ကောင်စီဘက်ပြောတဲ့အခြေအနေပါဝင်စစ်ကောင်စီကဘာတွေဆောင်ရွက်ဖို့ပြင်နေတယ်လဲပေါ့ဒီအကြောင်းဆွေးနွေးတော့ဖို့ဖြစ်ပါတယ်ကြာဟောမင်္ဂလာပါဦးအောင်မိုးစောမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ဆိုတော့ဗျာဒီစစ်တမ်းလုပ်မဲ့အစီအစဉ်တွေ ဘယ်လိုတို့ပြန်မလဲဆိုတော့မပြောခင်ဘူးအခုလောလောဆယ်တော့ကျွန်တော်မနေရဘဲငယ်နေလို့တော့ကျွန်တော်အခုပြီးရတာဟိုနိုင်ငံတကာသတင်းမှာတော့မှတထောင်လောက်ရှိပြီသေဆိုးရတော့ပျက်စီးတယ်များပြီပဲနိုင်ငံတကာကူညီလည်းဝင်လည်းအခုရန်ကုန်ဝင်လည်းပြီးနေပြီးတော့သွားမယ်ဆက်သဖြင့်ကြားနေရတယ်ပဲချို့ပြီးတော့ပေါ့ကျွန်တော်တို့နိုင်ငံရေးကြောင့်မပြောခင်ဒီငလင်းနဲ့ပတ်သက်ပြီးတော့ဗာများတခုပြောတယ်ရှိမယ်အေးဗျာဟိုတော်တော်လေးစိတ်မကောင်းစရာဖြစ်တယ်ပေါ့ဗျာတော်တော်လေးစိတ်မကောင်းစရာဖြစ်တယ်ဒါကျွန်တော်တို့တိုင်းပြည်လုံးအတော်ထိခိုက်တဲ့ကိစ္စဖြစ်တယ်ပေါ့ တတိုင်းပြည်တော့တော့ထိခိုက်တာလည်းမဟုတ်ပါဘူးအဓိကအပြင်တော့ဒီအထက်ပါပါပြီတွေနော်မန္တလေးတို့စကိုင်းတို့ဒီဘက်မှာဒီဘက်အောက်ပိုင်းတချို့ပေါ့နော်ဟိုတော်တော်ကိုဆွဆွဝါဝါထိခိုက်တဲ့အခြေအနေတွေဖြစ်တယ်ကျွန်တော်တို့တိုင်းပြည်သမိုင်းမှာဆိုလို့ရှိရင်ဟိုအင်းဝကဲဟိုအင်းဝဟိုငလင်လို့တော်နာမည်ကြီးခဲ့တယ်ဟိုအစောပိုင်းနေနှစ်တရာလောက်ကဖြစ်ခဲ့တယ်တဲ့ကျော်လောက်ကအဲ့ဒါနဲ့သွားပြီးတော့ ပဏိထားတွေကသွားတူးတယ်သို့တော်လည်းအဲ့ဒီကာလာအဲ့ဒီအခြေအနေတုန်းကဟိုတောင်မှလူ400လောက်ဒါဆုံရှုံရတယ်လို့သမိုင်းမှတ်တမ်းတွေမှာကျွန်တော်တို့ဟိုဖော်ပြရတဲ့အထက်မှာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီကာလာဆိုရင်လူတော်တော်များလိမ့်မယ်နော်တော်တော်များလိမ့်မယ်ဟိုကျွန်တော်တို့ပြည်သူပြည်သားတွေဆုံရှုံတာဆုံရှုံတာဆိုတာလည်းပဲဟိုတကယ်တမ်းကျတော့တာမန်ပြည်သူတွေနှစ်နာတာ အတော်အတော်ကိုများတယ်လို့ပြောရမှာပေါ့ဗျာဆိုဒီခြေနေကြီးကိုကျွန်တော်တို့ပြန်ပြီးတော့ထိမ့်သိမ့်နိုင်ဖို့နော်စိတ်ဓာတ်ရေးရာရလည်းပြန်ပြီးတော့မြင့်နိုင်ဖို့ကအတော်ကျွန်တော်လုပ်ရအောင်မှာဖြစ်တယ်ကျွန်တော်တိုင်းသူပြည်သားတွေစီစီလုံးလုံးနဲ့ကျွန်တော်ဒီကလင်တန်ကပြန်ပြီးတော့ဟိုကြော်လွားနိုင်အောင်ပြန်ပြီးတော့ယက်တည်နိုင်အောင် ကျွန်တော်ဝိုင်းဝန်းစူးစမ်းကြအောင်မှာဖြစ်တယ်လို့အဲကျွန်တော်ပြောခြင်းတယ် ဟိုဒီကြားထဲမှာခင်ဗျားလည်းသိရတဲ့အတိုင်းပဲဒီကူဒီစေဟုဆိုတာဓမ္မနော်ဘာပဲဖြစ်ဖြစ်သူတို့အကျိုးများရဖို့ပဲသူစဉ်းစားနေဒီငလင်းဒီတိုင်းပြည်လုံးဖြစ်နေတဲ့အချိန်မှာတော့မှဟိုမှာပုံချက်ဒီမှာပုံချက်ကလှုပ်ချင်သေးတယ်နော်ဟိုဒီငလင်းတန်ကိုခံရတဲ့ပြည်သူကိုလည်းပဲဟိုပုံစံမျိုးစုံနဲ့ကန့်သက်ပြီးတော့ဟိုတစုံတရာအချက်တည်းတွေ့အောင်တို့လိုချင်တဲ့ကိစ္စရဖြစ်အောင်ဆက်ပြီးလုပ်နေတယ် သေးတာကျွန်တော်တွေ့နေရတယ်စိတ်တော့မကောင်းစားပဲပြောပြီးနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဗျဆိုတော့ခြေနဲ့တော်တော်ဆိုးတယ်ပေါ့နော်ဆိုတော့အခုတော့နိုင်ငံတကာစစ်ကောင်းဆောင်ပဲမနေ့ကနိုင်ငံတကာအကူအညီတောက်ခံရတော့ပေါ့အခုကျွန်တော်သိရသလောက်တော့ဟိုနေပြီးတော့ဆင်းလို့မရလို့ပြန်ကုန်ပါဆင်းပြီးတော့ပေါ့နော်နိုင်ငံတကာအကူအညီတွေတော့ရတယ်လို့ကြားရတယ်ဗျဆိုကြရသူဒီအရေးပေါ်အကူအညီတောင်းပေမဲ့ဗျာသူပြောထားတဲ့အရင်ကလည်းနာဂိဖြစ်တော့လည်းဆက်လုပ်ရတယ်ဆိုတော့အခုလည်းငလင်လှုပ်ရတဲ့သူကဆက်လုပ်မှာပေါ့ခုနကကျွန်တော်ရှင်းမပြောတဲ့အတိုင်း င်္ဂလိပ်မလုပ်ခင်တရရပဲတမန်တော်နေမှာပြောတော့တော့ဘာလုပ်မယ်ညာလုပ်မယ်ဆက်တိုက်မှာပေါ့ဗျာဒီတော့ဒီလောက်ဖြစ်နေတာဆွေးနွေးဖို့မစင်စားဘူးဆက်တိုက်မယ်တကယ်လို့ဟိုတိုက်ချင်ရင်ဒီတိုင်းသားဖွဲ့တွေ PDF တွေလည်းနဲ့ဆော့ပြီးတော့သူသူလုံးမရုပ်ကောက်ကောက်ဝင်ပေါ့အဲတော့သူကတော့အရင်တိုင်းပဲပြောသွားတယ်ပြောဆိုတော့ကျွန်တော်ကအဲ့ဒါတွေဆွေးနွေးမလို့အခုကတော့ငလင်ရရှိမှအကြီးပေါ်ရှင်နေပြောအကြီးပေါ်ဖြစ်လဲသူကတော့ဆက်သွားမဲ့သဘောရှိတဲ့ခါကျတော့အဲစစ်ကောင်စီကပြောနေတဲ့ဟာပေါ်မှာဘယ်လိုမြင်လဲလဲ ဟိုကျွန်တော်တို့အနေနဲ့ကတော့သူသဖြင့်ပေါ့နော်တိုက်ခတ်နိုင်ငံရေးအင်အားစုတွေအနေနဲ့ဂနီတော်လန်တဲ့အင်အားစုတွေအနေနဲ့ကတော့ကျွန်တော်လုံးဝမယ်အလုပ်ကိုဆက်ပြီးလုပ်ဖို့ပဲဖြစ်ပါလေသူတို့ပြောနေမဲ့ရွေးကောက်ပွဲတို့သူတို့ဘာလုပ်မယ်သူတို့ညာလုပ်မယ်ဆိုတဲ့ကိစ္စတွေခေါင်းနဲ့မထည့်ပဲနဲ့ကိုလုံးဆာရှိရအောင်တက်တက်မမတ်ဆက်လုပ်ဖို့ပဲလိုအပ်တယ်လို့ကျွန်တော်ယူဆပါတယ်ခဏအချိန်လေးမှာဆိုတော့ခမားသိရတဲ့အတိုင်းပဲဟိုအထက်ပမာပြီးရအထက်ပမာပြီးအဲ့ရနော် ဟိုမကွေးဆိုလည်းမကွေးရလျောက်ဟိုရခိုင်ဆိုလည်းပဲပြည်နယ်တစ်ခုလုံးတော့လොမြောက်လොမြောက်လူဖြစ်နေပြီเนาะအဲ့အခြေအနေတွေကအမှန်တကယ်ဖြစ်တည်နေတယ်เนาะဟိုရန်ကုန်လူဒေသမျိုးမှာလည်းတကယ်လမ်းကျတော့ရန်ကုန်တစ်မြို့လုံးတစ်နေရာလုံးကိုဒီကောင်ထိမ့်သိမ့်နေတဲ့အနေအထားမရှိတော့ဘူးဒီလိုပဲပဲကူးရုံးမှာတကြောလည်းဒီတိုင်းမှာပဲကျွန်တော်တို့တက်တွေကျွန်တော်ရဲဘော်တွေဒီရဲဘော်တွေဒီတက်တွေဒီတော်လိုင်းသမားတွေရပဲဟိုမြို့တွေရွာတွေဟိုပေါ့เนาะထိမ့်ထားနိုင်တယ် ချိန်ချောင်းနိုင်တဲ့အနေအထားရှိတယ်။ရခိုင်ဘက်ကရဲဘော်တွေဆိုကျွန်တော်တို့ဒီဘက်ဘရောင်းနာကိုကတ်နေပြီနော်အားလုံးကတ်နေပြီဘရောင်းနာကိုကတ်နေပြီအဲ့ဒီဒေသတွေမှာရှိတဲ့ဆေးဥစုရဲ့လက်နက်စက်ရုံတွေကိုချိန်ချောက်နေနိုင်တဲ့အနေအထားတွေဖြစ်နေတယ်နော်ဟိုဘက်မှာလည်းပဲ AI တန်းကိုရခိုင်ဘက်ကနေတဆင့်နော်ကျွန်တော်ရဲဘော်တွေဝင်ဝင်တော့မဲ့အခြေအနေဝင်လို့အခြေအနေဖြစ်နေပါတယ်ကြောက်ဟုတ်ကဲ့ဟုတ်ကဲ့ ဟုတ်ကဲ့ဒါအလိုမြင်နေရတော့ပဲဒါပေမဲ့ तू ကတော့ပါလဲအခုအရင်ခဲရအရင်ခဲတော့ဗျာဟိုကျွန်တော်တို့ဟိုဖဆပါလာခဲလာအပိုင်းလိုက်ပေါ့ဗျာလေးကြည်ဆိုလားမသိဘူးပွဲပြီးလုံမယ်ရွာလိုက်မြို့နယ်လိုက်လုံမယ်စသဖြင့်ပြောနေပေါ့ဗျာဆိုတော့ဝင်မဲ့လူတွေလည်းဟိုနေ့ရက်ပဲမှာအခုညချိုင်းဆွေးနွေးပွဲသူပြီးတော့ဗျာစင်မစင်မတိုက်တဲ့လူတွေညချိုင်းဆွေးနွေးပွဲတို့ရလာမှာသူလောက်တာဆိုတော့အဲ့ဒါမှာလည်းဟိုသူရဲ့လောက်ခံမီဒီယာတွေပေါ့ဗျာပွားတာပေါ့အခုကဘယ်လိုလုံမယ်ကိုကိုကြီးတို့ပေါ့အဓိကကတော့ ရွက်ကောက်ဘယ်လိုဝင်မလဲဘယ်လိုလုပ်မလဲစသဖြင့်ပြောနေကြတယ်ဆိုတော့အဲခုနကတော့ချုပ်ပြီးပြောတော့ရွက်ကောက်ဘယ်ကောက်ဒီဇင်ဘာသို့မဟုတ်ဇန်နဝါရီမှာလုပ်မယ်လို့ပြောတာဘယ်လိုမြင်လဲနိုင်ငံရေးပါတီတခုနဲ့ဟိုအခြေခံတော့သူတို့ပြောသွားတော့အပိုင်း၄ပိုင်းခွဲလုပ်မယ်လို့ပြောပါပဲနော်ဟိုအပိုင်း၄ပိုင်းခွဲလုပ်မယ်လို့ပြောတယ်ဒါတခုပေါ့နော်ဆိုတော့ဒီလိုပေါ့ဟိုရွက်ကောက်ဘောအချိန်ကြာမြင့်စွာနဲ့အပိုင်း၄ခွဲပိုင်းလိုက်ခွဲပြီးတော့လုပ်တဲ့ကိစ္စတွေကတော့ကျွန်တော်တို့တိုင်းပြည်မှာကြုံခဲ့မှုပါတယ်နော်ကျွန်တော်တို့လည်း ရပီကာသသူပထမဆုံးကျင်ရွေးကောက်ပွဲမှာပဲတနှစ်လောက်ကျင်လို့ကျင်းပါခဲ့ရတယ်နော်ရွေးကောက်ပွဲတနှစ်လောက်ကျင်းပါခဲ့ရတယ်၃ကျင်လောက်အခွဲပြီးတော့ကျင်းပါခဲ့ရတယ်ပေါ့အဲ့လိုအခြေအနေမျိုးပေါ့အခုလည်းသူက၄ကျင်ကျင်းပါမယ်လို့ပြောတယ်ဒါပေမဲ့မတူတဲ့အချက်ကပါလဲဆိုတဲ့အကြတော့ဒီလူရဲရပီကာသအခြေအနေကမ္ဘာနိုင်ငံရဲ့အနေအထားဒေသတွင်းနိုင်ငံရဲ့အနေအထားကျွန်တော်တို့တိုင်းပြည်ရဲ့အနေအထားနဲ့အခုအခြေအနေဟာ တော်တော်သေးတာကြီးကြွယ်ပြားခြားနာသွားပြီဖြစ်တယ်ဟုတ်အခုအခြေအနေမှာတော့သူ၃ဘိုင်းလုံးမလား၄ဘိုင်းလုံးမလားဆိုတဲ့ကိစ္စတွေကိုတကွာလုံးဝစဉ်းစားသာမပြပါဘူးအဓိကကတော့ဟိုသူတို့ရွေးကောက်ပွဲလုပ်တယ်ဆိုတော့အဲ့ရလက်ကိုကင်ပြီးတော့သူထွက်ချင်တဲ့နိုင်ငံကြီးဖက်ပေါက်ကိုဖက်ဖို့ကြိုးစားတယ်ကြိုးစားမှုပဲဖြစ်တယ်ဒါကဒါတော်နာကိမတိုင်ခင် အခုလက်ရှိနာကိတယ် sorry အခုငလင်မတိုင်ခင်ရက်ကသူပြောတော့တာနော်ငလင်တိုင်ငလင်လောက်ပြီးသွားတဲ့အချိန်နေမှာအဲ့အနေထားပြောကောင်းမှ ပြောနိုင်တော်မှာဖြစ်တယ်မပြောငကူမူလရည်မှန်းထားတဲ့ဒေတာတွေမှာရေကောက်ပွဲလုပ်ဖို့ဆိုတဲ့ကိစ္စကအခြေအနေပိုဆိုးသွားတယ်လို့အဲကျွန်တော်ကတော့ဟိုယူဆပါတယ်ဗျာเนาะကျွန်တော်ကတော့ယူဆတယ်အဲသို့တော်လည်းပဲဟိုခမရခမရသိတဲ့အတိုင်းမှာနာကစ်တုံးပါလည်းပဲ လူတွေတော့အများကြီးတောက်တောက်လဲစုံနေတာတွေကိုတခါတည်းဟိုမဲစင်းနဲ့ထည့်ပြီးတော့ရေကောက်ပွဲတော်ဟိုတန်းလုတ်သွားသေးတာပဲเนาะဒီနေ့အချိန်နေမှာလည်းပဲအဲ့လိုအနေအထားမျိုးလုတ်ကောင်းလုံးနိုင်တယ်သို့တော်လည်းပဲဟိုကျွန်တော်တို့ပြည်သူတွေကတော့ဘယ်လိုမှစိတ်ဝင်စားဟမ်းမပြပါဘူးတပြိုင်နဲ့ထဲမှာပဲဒီရေကောက်ပွဲဟာလက်တွေ့မဲ့အထမြောက်လိမ့်မယ်လို့အဲကျွန်တော်နေတော့မယူစားဘူးဟိုဖြစ်ခဲ့လို့ရှိရင်လည်းပဲ ဆိုတော့ကသူနဲ့သူ့နောက်လိုက်တွေပြအပေါင်းပါလေပက်စစ်နဲ့ပက်စစ်နောက်လိုက်တွေပေါ့ကွာနော်ဟိုတွေပဲဒီထဲမှာပါကြလိုက်မယ်လို့ကျွန်တော်ယူဆရတယ်တကယ်ဒီမိုစီနိုင်ငံရေးပါတီရဲ့ဒီမိုကရေစီနိုင်ငံရေးအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကတော့ဒီရွေးကောက်ပွဲကိုလုံးဝစိတ်ဝင်စားလိမ့်မယ်မထင်ဘူးဒါတခု နောက်တစ်ခုကအကယ်၍သူရွေးကောက်ပွဲလုပ်တယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်တို့တိုင်းပြည်ထဲမှာတိုင်းပြည်ရဲ့နိုင်ငံရေးပြဿနာတွေပြေလည်မှာမဟုတ် တွေးတဲ့တိုင်အောင်မှုတွေပဲဆက်ဖြစ်နေမယ်။မတွေးတဲ့တိုင်အောင်မှုတွေပဲဆက်ဖြစ်နေမယ်။တိုင်းပြည်နိုင်ငံရဲ့ပြဿနာကြီးပြည်လဲမှာမဟုတ်ဘူး။ဒါကြောင့်ဂနေ့ကာလမှာရွေးကောက်ပွဲအဖြစ်မဟုတ်ဘူးလို့အဲကျွန်တော်အနေနဲ့တော့ပြောချင်တယ်။ဒီတိုင်းပြည်ပြဿနာတွေကိုတကယ်တမ်းပြေလည်စေခြင်းနဲ့တကယ်တမ်းဖြေရှင်းစေခြင်းနဲ့ဆိုလို့ရှိရင်ကျိန်းစေတာကစစ်တပ်ကနိုင်ငံရေးထောက်ဖို့ဖြစ်တယ်။စစ်တပ်ကနိုင်ငံရေးထောက်ဖို့ဖြစ်တယ်။အကြမ်းနိုင်ငံရေးအင်အားစုတွေကနေ့ခင်ဗျားကကောက်ရတဲ့အတိုင်းပဲ။ င်းနေပြည်နယ်မှာလည်းခရစ်ဟို KNPP ကသူတွေသားတစ်ခုလုံးကိုသူစပြီးထိတ်ချုပ်နေပြီ။ current ဒေသတွေမှာလည်း KNU ကသူတွေသားအသီးသီးကိုသူစထိတ်ချုပ်နေပြီ။ရခိုင်မှာဆိုလို့ရှိရင်တော့တကယ်သတိသာထင်ရှားရပဲရခိုင်တပီတပီလုံးကို AA ကထိတ်ချုပ်ထားနိုင်တဲ့အခြေအနေရှိရှိနေပြီ။အဲ့ဒီလိုပဲမြောက်ပိုင်းမှာရောဟိုတက်တရဟိုမန်လေးနားတော့ကန့်နေပြီ။ဟုတ်တယ်နော်။ဟိုအထက်ပိုင်းမှာဆိုရင်မန်လေးနားကန့်နေပြီ။နော်ဟို ဘကွေးဘက်ကတက်တယ်လေဒီဘက်ကိုရောက်လာဆိုအဲ့အခြေအနေကတကယ်ပေါင်းစုံတယ်နော်ကိုဟိုကိုပြည်နယ်ကိုဒေသလွန်မြောက်ရေးကိုကိုဖက်စာကို လုံယူရဲ့အနေအထားတွေဖြစ်နေနော်စစ်တပ်စစ်အုပ်စုရဲ့တက်တယ်သူစစ်အုပ်စုတက်တယ်ရာသူတိုင်ရင်တဖွဲ့အသီးသီးကိုပြန်ဆုတ်ခွာနေရတယ်ပြန် ပြီးတော့ခါစစ်ယူနေရတယ်အနေထားမှာ ရှိတယ်လို့ကျွန်တော်နေတော့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ ဟိုယူကပွဲတို့ခုနကသူသူလုံမဲ့ဟာပေါ့ဗျာသူကတော့ဟာလာပေးထားဆိုသူလုံးဆရာရှိတာဆက်လုံးပေါ့အဲ့တော့အဓိကမေးချင်တာဒီကျွန်တော်ဒီမိုကရေစီရာစုတွေဖဲကတော့စစ်ကောင်စီကလုံမဲ့ယူကပွဲကိုဘယ်လိုဘယ်လိုကုန်လဲဖြစ်တာဘယ်လိုဘယ်လိုတားဆီးမလဲပေါ့ဗျာနော်ဒီသွားမဲ့လမ်းကြောင်းဟိုဘယ်လိုတားနိုင်မလဲဒီဘက်မှာဘယ်လိုဟိုအစီအစီအစဉ်တွေရှိလဲပေါ့ဟိုအကနေ့အချိန်နေအရဆိုလို့ရှိရင်တော့သူရေကောက်ပွဲလုံးနိုင်တယ်ခင်ဗျားလည်းမြင်နေရပါပဲ သူရေကွက်ဝဲလုံးနိုင်တဲ့နေရာပဲနေနေရာပဲနေရာရှိလို့တယ်မြို့တော်လေးတွေမှာကွက်ကွက်လို့ရင်တော့ကျွန်တော်မပြောတတ်ဘူးပေါ့ဗျရန်ကုန်ဆိုရန်ကုန်မြို့တော်လေးသူ့ပိုင်တဲ့ဒေသလေးတွေဒီမှာမဲအောင်တေအောင်နှင်းအောင်စောက်ပြီးလို့ရင်တော့ပုံစံတမျိုးပေါ့မန်းလေးဆိုတဲ့ဒီတိုင်းမှာပဲနော်အဲ့လိုပဲသခိုင်းမှာရောမကွေးမှာရောနော်ဘယ်နေရာတွေမှာသူလုံးနိုင်တဲ့အခြေအနေရှိမှလဲပေါ့နော်ဟိုကျွန်တော်မျက်စိနဲ့မြင်ကြည့်ပြအသေးစားကြည့်လို့ရှိရင် ဘလို့မှကျွန်တော်မတွေ့ဘူးဗျဘလို့မှမတွေ့ဘူးပေါ့နော်သူလုံနိုင်တဲ့ဒေတာ AI တိုင်းလို့ဒေတာတချို့မှာသူလုံကောင်းလုံနိုင်နေတယ်နော်ဥမာဟိုတင်းသားတိုင်းလို့ဒေတာတချို့မှာသူလုံကောင်းလုံနိုင်နေတယ်နော်အဲ့ဒီလိုပဲဟိုဟိုဟာပေါ့မွန်ပြည်နယ်ဘက်မှာဒေတာတချို့မှာလုံကောင်းလုံနိုင်နေတယ်သို့တော်လည်းပဲအဲ့ဒီဒေတာတွေမှာလည်းပဲတကယ်တမ်းလည်းကြောက်လမ်းကြိုက်ဒေါ်လာရင်းအင်အားစုတွေကနော်ခုခံရေးစပွဲတွေကဟိုတိုးတိုးပြီးဆင်နွှဲနေတာခင်ဗျားတို့အားလုံးဟိုမျက်မြင်ပဲဖြစ်တယ်ပေါ့နော် ဆိုတော့သူလုံနိုင်တဲ့ဒေတာတွေကအောက်ပိုင်းမှာတချို့နေရာတချို့ပဲရှိရန်ကုန်မှာတော့ကောင်းအောင်လုံနိုင်မှာမလွယ်ဘူးလို့ကျွန်တော်ထင်ပါတယ်ဗျအေးအေးအဲ့လိုပဲကျွန်တော်ပြောချင်တယ်အဲ့တော့အခုသူလုံမယ်ဆိုတော့ရွေးကောက်ပွဲကတကယ်တမ်းကျတော့သူ့အာဏာတည်မြဲရေးနဲ့ဟောသူ့အာဏာတည်မြဲရေးကိုသူရှေ့ရှုတယ်တပြိုင်နက်ထဲမှာပဲခဏိကဘာခင်ချင်းရဆိုလို့ရှိရင်သူ့ကိုအားပေးနေတဲ့နိုင်ငံတွေပေါ့ဗျာရုရှားတို့တရုတ်တို့အဲ့ဒီနိုင်ငံတွေရဲ့ တစုံပြာအကူအညီကိုမျှော်လင့်ပုံရတယ်။ဒါတောင်မှအတေယုတ်ပြည်သူ့ဘာနာနိုင်ငံနိုင်ငံမျိုးကပြောင်းပြီးမင်းတို့ကထောက်ကမ်းပါတယ်ကွာလို့မပြောသေးဘူးအချိန်။နော်ပြောင်းပြီးပြောနေရဆိုလို့ပူတင်တယောက်ပဲရှိတယ်။အဲ့ဒီအခြေအနေကတော့ဟိုတကယ်ဖြစ်နေရလို့ကျွန်တော်အနေနဲ့ကြောင်ထင်ပါတယ်ဗျ။ဟုတ်ကဲ့ဟုတ်ကဲ့ပူတင်နဲ့ဘယ်တော့ဘောဗျာဒီနေ့တက်မလာနေသူဘယ်တော့ဘောလာတဲဆို။ဆိုတော့ကြာတော့နောက်ဒါကသူကလုံမဲ့ဟာတွေပေါ့နော်ကျွန်တော်တို့ပြန်มาတယ်နောက်တစ်ခုကျွန်တော်မေးချင်တာအခု အဲကျွန်တော်တို့တိပညာနှစ်ခွန်နောက်ပိုင်းမှာမျိုးတွေသေးတယ်ဗျာမျိုးပေါင်း60ကျော်ပေါ့နော်အခုဒီနှစ်ထဲမှာတော့2025သုတ်လရှိပေါ့မျိုးသေးတာနည်းနည်းရောသွားတယ်ဒါပေမဲ့ထူးတာကတော့ကျွန်တော်တို့ကင်းယူပေါ့ဗျာကင်းယူတာကတမခွန်မှာစခန်းတွေတော်တော်သေးလာတာကျွန်တော်တွေ့ရတယ်ဗျာအရင်တစ်ခါကျွန်တော်ဆွေးနွေးတာမန္တပလောသေးတယ်ဗျာမနေ့ကဆိုကျွန်တော်တို့ DAB ဖွဲ့တဲ့ credit သေးတယ်ဗျာပြီးတော့နောက်ကနောက်တိုက်ပွဲတွေကျွန်တော်သတိထားမိတာဒီဘက် ဒီပဲခူးရုံမှာတို့စစ်တောက်မြင်ဟွန်းတို့ရန်ကုန်မန္တလေးကားလမ်းပေါ်မှာတို့ဟိုလှုပ်ရှားလာတာကျွန်တော်တွေ့ရတယ်ဗျအဲ့ဒါထူးခြားတဲ့တင်တယ်ဘယ်လိုများမြင်ဟုတ်တယ်တကယ်တမ်းကျတော့ဟိုကျွန်တော်တို့မြို့တွေဆိုလို့ရှိရင်ကျွန်တော်တို့မြို့နားမှာကိုပဲဟိုလက်နက်ကင်တက်တရားရှိနေပြီဗျတော်လိုင်းတက်တရားရှိနေပြီတစုံတရာဟိုဘယ်လိုခေါ်မလဲဟိုလက်နက်ခဲရမ်းပေါ့ဗျအဲ့အခြေအနေကြောင့်သာပဲ သူတိုက်ပွဲကြီးမပေါ်နိုင်လားသို့တော်လည်းအခုကာလဟိုတကယ်ရောက်တဲ့အခါကျတော့ဒီအခုကာလမှာအဲ့ဒီထိုးစစ်တွေကပို့ပို့ပြီးတော့ကျွန်တော်ဘက်ကရဲဘော်တွေစင်နွှဲနေတာကျွန်တော်တွေ့ရတယ်ထိုးစစ်စင်နေတာတွေတွေ့ရတယ်နော်ဟိုပြေခိုင်ဆိုလဲပြေခိုင်မှာဒီဘက်ဟိုတာရိခိုင်ဆိုလဲတာရိခိုင်ဘက်မှာဆိုအဲ့ဒီဒီတော်လိုင်းတက်တွေကလက်တွေ့မှာကသူ့မျိုးသူ့ရွာမှာသူနေပြီးတော့တော်လိုင်းလုံနေသလိုဖြစ်နေတယ်ဆိုအဲ့လိုအခြေအနေတွေအောက်မှာ ဒီကောင်တွေရေကောက်ဘက်ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ဘယ်လိုမှစဉ်းစားလို့မရဘူးရေကောက်ဘက်လုပ်မယ်ဆိုရယ်ရွယ်ချက်ရှိတယ်ဆိုလို့ရှိရင်လည်းအဲ့ရွယ်ချက်ကဆူဆူပဲဖြစ်နေမယ်နော်ဟိုဘုနာပြောလို့ပေါ့ကဟိုပြည်သူလူထုကဒီခြေနေတွေစိတ်ပြတ်သွားအောင်ဒီကောင်တွေဖန်တီးဖို့ဖြစ်တယ်လို့ကျွန်တော်ထင်တယ်နော်ဆိုတော့ကဟိုရေကောက်ဘက်ဖြစ်လာမယ်လူတွေတတ်ကြမယ်ဖြတ်ကြမယ်အချင်းချင်းတိုက်ကြခိုက်ကြမယ်အဲ့လိုအခြေအနေတွေဖြစ်အောင်လို့စေအုပ်စုက တမင်တကာကိုဖန်တီးနေရဖြစ်တယ်လို့ကျွန်တော်တို့အဲ့လိုပဲယူဆရတာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်မေ့ချင်တာလည်းကျွန်တော်အရင် debut မှာလည်းမေးပါတယ်တပ်ပေါင်းစုဟိုဒီဖက်ကတလိုင်းရစီဘယ်လောက်ထိဒီရှေ့သွားမဲ့ပန်းနေတဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိခက်ခဲမှာရှိလဲပေါ့နော်အဲ့တော့ခုနကကျွန်တော်အရင်ဟိုမနာဘလော့သေးတော့ဗျာအရင်တပ်ပေါင်းစု kill ပေါ့နော်ဟုတ်ကလေးဒီဆိုတော့ကျွန်တော် DAB တမောက်စုစဖွဲ့တဲ့နေရာကိုဆိုတော့ကကြတော့အခုကတော့ကျွန်တော်တို့ အရင် DAB တို့ INCUB တို့နဲ့အခု INUCC ပေါ့နော်ဘယ်လိုกว่าလဲအခုတော်လိုင်းအရောက်စုတွေကြာမှာအားလုံးပူပေါင်းဆောင်ရွက်မှုကဘယ်လိုအနေထားရှိတယ်လို့ပြောပြနိုင်မလဲနှစ်ခုပေါ့ဗျာကျွန်တော်တို့ဒုံကတော့လက်တွေ့မှာကဟိုတပ်ပေါင်းစုလို့ပြောတဲ့အခါမှာအဲ့တပ်ပေါင်းစုတွေထဲမှာပါတာကတကယ့်နိုင်ငံရေးအင်အားစုတွေပဲပါကြတာနော်ဟိုနိုင်ငံရေးပါတီရဲ့ဖွဲ့စည်းတွေအဲ့အရာတွေပဲများ ီနေ့ကာလကဒီနေ့ကာလဒီတိုက်ပွဲမှာပါဝင်မှုပါဝင်နေတဲ့သူတွေကအယံကိုကျေပြန့်သွားအယံကိုကျေပြန့်သွားအယံကိုကျေပြန့်သွားတယ်အယံကိုကျေပြန့်သွားတဲ့အခါကျတော့တစ်ခုလုံးကိုခြုံပြီးတော့တပ်ပေါင်းစုသဘောလုပ်ဖို့ကနည်းနည်းခက်ခဲနည်းနည်းခက်ခဲနော်ဟိုကယန်နူမှာဒီဘက်မှာကျွန်တော်တောင်ပိုင်းမှာဆိုလို့ရှိရင်လည်းကယန်နူနဲ့ KMPP နဲ့အမွန်ပြည်သက်ပါတီနဲ့သိုးရီမဟုတ်လို့ရှိရင်ဒီဒီ PDF တွေနဲ့ပေါ့နော် သူ့နဲ့တုံတရားအစဉ်ပြေတဲ့ဟိုအလုတ်တူတွဲလုံးနဲ့ PDF တွေနဲ့ဒီလိုဟိုတွဲဆုံမှုဆွေးနွေးမှုအခြေအနေလောက်ကိုပဲဒီလုံးနိုင်လို့ကျွန်တော်ထင်တယ်။ဟိုတတိုင်းမိလုံးအတိုင်းလာရဆိုရင်တော်တော်လေးကိုကျေပြသွားတယ်။ကချင်ဘက်မှာဆိုလို့ရှိရင်လည်းပဲဟိုမြောက်ပိုင်းဘက်မှာဆိုလို့ရှိရင်လည်းပဲဟို KI ဝင်နေနဲ့ဆိုလို့ရှိရင်သူနဲ့နှိစက်တဲ့အင်အားစုတွေတော့ပဲသူအသေးချာစုနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဟိုအောက်မှာလည်းခုနကလိုဟိုပလောင်လို့ပါလို့ရှိကြမယ်။ ဇာတ်ဘက်မှာရှမ်းအင်အားစုတွေရှိကြမယ်အဲ့အင်အားစုတွေတဲမှာလည်းပဲသူ့ဟာနဲ့သူစုနေတဲ့အစုဖွဲ့တော်ရှိတယ်ဒါမှတစ်ခုလုံးကိုခြုံပြီးတော့စုမိဖို့ကတော့နည်းနည်းခက်နေသေးတယ်လို့ကျွန်တော်ကျွန်တော်ထင်ပါတယ်သို့တော်လည်းဟိုတစ်ခုလုံးဟိုသဘောရသေချာကြည့်မယ်ဆိုရင်တော့လမ်းကြောင်းကလမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲအကုန်လုံးကစုနေတော့မှန်တယ်တိတိကျကျပူပေါင်းဆောင်ရဖို့သာပဲအကန့်အသတ်ဖြစ်နေရဖြစ်တယ်လို့ကျွန်တော်ထင်တယ် ဟိုတိုင်းသားလူမျိုးစုတွေကလည်းသူတို့ဒေသသူတို့နယ်မျိုးသူတို့အရင်ရအောင်ယူမှာပဲအဲ့ဒါအပေါ်မှာအခြေခံပြီးတော့မှတဖြည်းဖြည်းချင်းရှေ့ကိုတိုးကြမှာပဲเนาะအခုဟို A ဆိုရှင်းနေတာ A ဆိုတော်တော်လေးကိုချင်းချင်းလေးမြင်ရတယ်ဆို A ကသူရခိုင်ပြည်တပြည်လုံးကိုသူတိတ်နိုင်မှုသူစူးစမ်းတယ်ထပ်ပြီးတော့အဲ့ဒီအပေါ်မှာအခြေခံပြီးတော့မှထပ်ပြီးတော့တိုးချဲ့ဖို့เนาะတိုးချဲ့ဖို့သူဆောင်ရွက်တယ်သူ့နယ်မြေအတွက်ဖြစ်ကောင်းဖြစ်လိမ့်မယ်သို့တော်လည်းဆက်တိုးချဲ့တာက ကျွန်တော်ကျွန်တော်နယ်တွေထဲမှာနော် AI တိုင်းမှာပြင်ပြင်မယ်ဒီပြပကူတိုင်းတွေမှာပြင်ပြင်မယ်ဒီကောင်ရဲ့ဟိုပေါ့ဟိုလက်နဲ့ပစ္စည်းတွေထုတ်လုပ်တဲ့နေရာတွေဖြစ်ရင်ဖြစ်လိမ့်မယ်အဲ့ဒါပို့ပြီးတော့ဒီဘက်ကိုပို့ပြီးတော့ဟိုရောက်လာတယ်လို့ကျွန်တော်ကကျွန်တော်တို့အဲ့ဒီကိုတွေ့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆိုအရင်ကတော့မတူဘူးကဲနှိပ်သွက်ဆက်လက်ကွာသွားပြီဆိုတော့အခုအခင်ချင်းဖြစ်နေပူဇာတဲ့နဲ့ဆောင်ရွက်နေကြတယ်လို့ကျွန်တော်ပြောအောင် ဆိုတော့အဲ့တော့ကျွန်တော်ပြချုပ်မဲ့စီပဲစစ်ကောက်စီကလည်းသူလမ်းသူပြောမှာနော်ခုနအင်္ဂလင်လှုပ်လဲသူကတော့ယူကောက်ကဆက်လုပ်မှာပဲအခုဒီထိုင်းရုံတော့စီဝေးတော့လာတဲမလားနေမလားသူလမ်းသူပြောမှာကျွန်တော်တို့ကလည်းဟိုချမတာလည်းလမ်းစဉ်တိုင်းဆက်သွားမှာပေါ့အဲ့တော့အများပြည်သူပေါ့ဘာအများပြောချင်တယ်ဗျဒီစကားဒီကိုချုပ်အိုးကျွန်တော်အဓိကပြောချင်တာကတော့ဒီနေ့ကျွန်တော်တို့အပါဝင်မှာပဲကျွန်တော်တို့ပြည်သူတွေတရက်လုံးကအတော်လေးကိုဒုက္ခဆင်းရဲနဲ့ကြုံတွေ့နေရတယ် ီအခုလိုမင်းငလင်တန်နဲ့ကြုံရတဲ့အခါကျတော့ကျွန်တော်တိုင်းပြည်အနေသားကကျွန်တော်ပြည်သူတွေအနေသားကပို့ပြီးတော့ဟိုစိုးသွားတဲ့အနေသားရှိရပေါ့နော်ခံဟိုကျိန်းနေတာကတော့ဒီအခြေအနေတွေကဟိုကျွန်တော်ဆက်ပြီးတော့တောင်းခံဖို့လိုတယ်ဆက်တောင်းခံပြီးတော့ဒီစေအုပ်စုကိုမရရအောင်ဆက်တွန်းဖို့တော့ကျွန်တော်အခြေခံအားဖြင့်လိုအပ်တယ်လို့ကျွန်တော်ထင်ပါတယ်ဟိုကျွန်တော်ပြည်သူတွေရော တော်လိုင်းလုံးနေအရဲဘော်ရဲဘက်တွေကိုဟိုပြည်တွင်းမှာကြံ့ကြံ့ခံရနေတဲ့ရဲဘော်ရဲဘက်တွေကိုဟိုမေတ္တာရခံနေတာဟိုကျွန်တော်တို့ဆက်ပြီးတော့တင်းခံကိုဆက်ပြီးတော့တွန်းဖို့တော့လိုလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျင်းသေးတယ်ကျွန်တော်တို့ဟိုစေအုပ်စုကိုကျွန်တော်တို့နိုင်အောင်လို့စေအုပ်စုကိုဒီနိုင်ငံရေးကိုနေရအပြင်ရောက်သွားအောင်မောင်းထုတ်နိုင်မှာဖြစ်တယ်အဲ့အပေါ်မှာတော့ကျွန်တော်ခိုင်းရမှာအယုံကြည်တယ်ကျွန်တော်တို့ပြည်သူတွေ ခြေကအဖြစ်တော့အာကျွန်တော်တို့ပြည်သူတွေရဲ့ဟိုစိတ်ရှည်မှုနော်စွဲကြည့်မှုဆက်ပြီးကြံ့ကြံ့ခံမှုနိုင်မှုဟာအရန်လိုအပ်တယ်လို့အဲကျွန်တော်အနေနဲ့တော့ယူဆရဲဒီလိုငလင်းတန်ကြောင့်ကျွန်တော်ပြည်သူဒုက္ခဒုက္ခရောက်နေတဲ့အချိန်ပြောရဆိုရတော့ကျွန်တော်အားမရှိဘူးလားအားမရှိဘူးကိုကိုထိုက်ကြတဲ့စိတ်မကောင်းဖြစ်နော်ကိုအမျိုးတွေရောကိုဟို ိုယ်နဲ့နှိစက်တဲ့သူတွေရောအတော်လေးကိုဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာဒီကိစ္စကိုဆက်တောင့်ခံမှုပြောရတဲ့ဟာကတော့ကျွန်တော်အားတော့သိမရှိသို့တော်လည်းကျွန်တော်အခြေအနေကဆက်မှာတောင့်မခံနိုင်နိုင်မတီးကလေးထက်ဆိုးတဲ့နော်သူတွေနဲ့ကျွန်တော်တွေ့ကိုတွေ့ရတယ်ဒီလူတွေကျွန်တော်တို့ကိုနှိပ်ကိုနှိစက်မှာဖြစ်တယ်ဒုက္ခပေါင်းစုံနဲ့ကျွန်တော်တို့တိုင်းပြီးဆက်ပေးမှာဖြစ်တယ်ဒါကြောင့်ဒီပုံကိုယ်တွေမရှိအောင်လို့ ကျွန်တော်ဆက်ပြီးတော့တောက်တောက်ခံရမယ်ဆက်ပြီးဒီပုံကိုယ်ကိုတွန်းချရမယ်လို့ကျွန်တော်နေတော့ယုံကြည်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်လူပတ်ဒီမိုကရေစီပါတီဥက္ကဋ္ဌကျေးဇူးပါဗျကျေးဇူးပါဗျ